မင်္ဂလာပါရှင်မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကအင်အားပြည့်ငရင်လှုပ်ခတ်ခဲ့ပြီးလူပေါင်းရာထောင်စီတေဆုံးတရာရခဲ့တယ်လို့ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်ဒါအပြင်နောက်ဆက်တွဲငရင်တွေထပ်မံလှုပ်ခတ်နိုင်တယ်လို့သတိပေးချက်တွေလည်းရှိနေပါတယ်ပြောတဲ့ဘိုင်းထဲမှာတော့ကုလသမဂ္ဂအဖွဲ့ကလေးငယ်များရန်ပုံငွေအဖွဲ့ကထုတ်ပြန်ထားတဲ့ငရင်နဲ့ပတ်သက်ပြီးတော့ဘာတွေကိုလှုံ့ဆော်ကြမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့အရင် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမင်းရတန်ကြောင့်ရခြင်းကလူတိုင်းအတွက်ကြောက်စရာဖြစ်ရတဲ့ခုပါ။အထူးသဖြင့်ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ဒီကြောင့်ဝက်ဖွေရာဖြစ်ရတွေကိုစုတင်ကာကွယ်လို့လည်းမရသလိုစုတင်ပြီးတော့လည်းမခံမနိုင်ပါဘူး။ဒါပေမဲ့မိမိနဲ့မိမိမိသားစုက ငရင်အန်တရဲများတဲ့နေရာမှာနေထိုင်ပါကတက်နိုင်သမျှကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ကြိုတင်ပြင်ဆင်ထားတာကြောင့်ကလေးတွေအတွက်လည်းအကျိုးရှိတယ်လို့မိမိအိမ်မှာရှိတဲ့လူကြီးတွေအတွက်လည်းအကျိုးရှိပါတယ်။ငရင်ဆိုတာမြေမျက်နှာပြင်အောက်ရှိကြောက်တုံးတွေရွေရှားရာကဖွဲတည်လာတဲ့ဖိအားကြောင့်မြေကြီးရုတ်တရက်အလင်းမြန်နှုတ်ခတ်ခြင်းဖြစ်ပါတယ်။ငရင်ကအချိန်မရဖြစ်ပေါ်နိုင်ပြီးကြိုတင်ခံမဲနိုင်မဲ့နေလည်းမရှိပါဘူး။ငရင်ဆိုတာဘယ်နေရာမှာမဆိုဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ပြည့်ပြည့်လို့ခေါ်တဲ့ကဘာကြောက်လွာတို့ကြီးတွေအကြောင်းနန်နမိတ်တွေမှာပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်။နောက်ဆက်တွဲငရင်တွေကတော့ငရင်လောက်ပြီးနောက်မှာဖြစ်ပေါ်လာတဲ့အင်အားပုံနေတဲ့ငရင်တွေပဲဖြစ်ပါတယ်။နောက်ဆက်တွဲငရင်တွေကငရင်လောက်ပြီးနိုင်ပိုင်းဖြတ်ပိုင်းအတွင်မှာအပြင်းထန်ဆုံးဖြစ်ပြီးတဖြည်းဖြည်းနဲ့ပြင်းရနဲ့ချိန်နှုန်းလျှော့ကျသွားကြပါတယ်။ငရင်တစ်ခုတည်းကြိုတင်ပြင်ဆင်မယ်ဆိုရင်ပထမဆုံးအချက်ကမိမိရဲ့အန်တီရဲကိုနားလေထားမှာဖြစ်ပြီးငရင်ဆိုတာနေရာတိုင်းမှာလှုပ်ခတ်နိုင်ပေမဲ့ တချို့သောနေရာတွေတော့ပို့ပြီးတော့လုံနိုင်ခြင်းများပါတယ်။ကိုနေထိုင်တဲ့ဒေသမှာငရင်လုံနိုင်ခြင်းပိုများလားဆိုတာသိအောင်လုပ်ရမှာဖြစ်ပြီးတော့တကယ်လို့အဲ့ဒီငရင်လုံနိုင်ခြင်းများတဲ့ဒေသတွေမှာနေထိုင်နေဆိုရင်ဒေသခံတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုလေ့လာပါ။တကယ်လို့မိမိကကံယူတန်ဒေသမှာနေထိုင်နေဆိုရင်ငရင်လှုပ်ပြီးနောက်ဆူနာမီဖြစ်နိုင်ခြင်းအန္တရာယ်ကိုလေ့လာပြီးတော့မိသားစု အစီအစဉ်တစ်ခုဆွဲထားရမှာဖြစ်ပါတယ်။တကယ်လို့မိမိကပိုပြီးအန္တရာယ်များတဲ့ဒေသမှာနေထိုင်ပါက ကလေးတွေရဲ့အသက်အရွယ်အလိုက် နားလည်မဲ့အတုံးတုံးတွေနဲ့ငရင်အကြောင်းငရင်ဆိုတာပါလေဘာကြောင့်ငရင်ဖြစ်တာလဲဘေးကင်းအောင်ဘယ်လိုနေမလဲဆိုတာတွေကိုဆွေးနွေးပါမိမိရဲ့နံပါတ်၁ဦးစားပေးကကလေးတွေရဲ့ဘေးကင်းလုံခြုံရေးဆိုတာအသိပေးပါငရင်နဲ့ပတ်သက်ပြီးမိသားစုတစ်ခုလုံးအတွက်ငရင်အရေးပေါ်အစီအစဉ်တစ်ခုပြုလုပ်ထားဖို့လည်းလိုအပ်ပါတယ်ဘေးလိုရာရွှေပြောင်းရေးအစီအစဉ်တစ်ခုနဲ့စုံရက်တွေကိုသတ်မှတ်ပါအထူးသဖြင့်မိသားစုဝင်တွေကတယောက်တစ်နေရာစီမှာရှိနေကြပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေပြတ်တောက်သွားခဲ့ပါကအချင်းချင်းမဆက်သွယ်နိုင်ကြရင်ဖြစ်ပါတယ်။မိသားစုဝင်တွေမိဆွေတွေရဲ့လိပ်စာတွေဖုန်းနံပါတ်တွေကိုအချိန်နဲ့တပြေးညီအပ်ဒိတ်ထားရှိပါ။အရေးပေါ်ဖြစ်လာရင်ဘယ်လိုဆက်သွယ်ရမလဲဆိုတာလေ့လာထားပါ။ငရင်လောက်လာခဲ့ရင်မိမိကလေးရဲ့အကြောင်းကဘယ်လိုစီစဉ်ထားသလဲဆိုတာလေ့လာပါ။မိမိနေထိုင်တဲ့အဆောင်အအုံအကြောင်းလေ့လာပါ။မခိုင်ခန့်နေသို့မဟုတ်တမက်စံချိန်စံညွှန်းတွေနဲ့မကရင်ရဲ့အဆောက်အဦတွေဟာငရင်လှုပ်ချိန်မှာအလွန်အန္တရာယ်များနိုင်ပါတယ်။ ဒီလိုအစားအုပ်တွေမှာနေထိုင်ပါကဘယ်လိုလုပ်ဆောင်ရမလဲဆိုတာသိရှိစေဖို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်ပါ။အိမ်ထဲကအခန်းတိုင်းမှာငရေလှုပ်လာရင်ခိုးလုံနိုင်မယ့်နေရာတွေကိုရှာထားပါ။ပြင်နိုင်ရင်ဗရင်ပေါင်မရှိရဲ့အိမ်အလဲပိုင်းကအခန်းတွေမှာနေပြီးစပွဲလိုခိုင်ခန့်တဲ့ပစ္စည်းတွေအောက်မှာပုံခိုပါ။အရေးပေါ်အိတ်တလုံးကိုပြင်ဆင်ထားပါ။အနည်းဆုံး၃ရက်စာလိုအပ်တဲ့ပစ္စည်းတွေထည့်ထားပြီးလိုအပ်ရင်တည်ဆောက်နေအောင်လှုပ်ထားပါ။အစားအသောက်ရှိစေဝါရှေးဥတုနာပြုပစ္စည်း ဓာမီနဲ့ဘက်ထရီတွေထည့်ထားဖို့မမေ့ပါနဲ့ဝေသားနဲ့ခရီးသွားစာရွက်စာတမ်းတွေကိုလွယ်လွယ်ကူကူယူသွားနိုင်အောင်ထားပါမိမိကလေးတွေပါလို့ရမယ်ဆိုတာကိုနားလည်အောင်အရေးပေါ်အစီအစဉ်ကိုအတူတူလေ့ကျင့်ပါသူတို့မေးစင်တဲ့မိကုန်းတွေကိုအချိန်ယူဖြည့်ပေးပြီးတော့သူတို့ရဲ့စိုးရင်ပူပန်မှုတွေကိုအလေးနက်ထားပါတနေ့ကိုနှစ်ချိန်သုံးချိန်လောက်မိသားစုနဲ့တူအရေးပေါ်အစီအစဉ်ကိုအတူတူလေ့ကျင့်ထားပါဒါမှလိုအပ်တဲ့ကအမြန်ဆုံးအလိုအလျောက်လှုပ်ရှားတတ်မှာဖြစ်ပါတယ် ငရင်လုံးနေချိန်မှာခိုင်ခန့်တဲ့အဆောင်တဲမှာရှိနေရင်အထဲမှာပဲနေပြီးတော့ဇပွဲစာရေးကုံလိုခိုင်ခန့်တဲ့အရာတစ်ခုခုအောက်မှာအကာအွယ်ယူရမှာဖြစ်တယ်လို့ပရိဘောကဓမ္မမဟုတ်ခိုင်ခန့်တဲ့ပစ္စည်းကိုလက်တစ်ဖက်နဲ့ကင်ထားပြီးခေါင်းနဲ့လက်ဝင်းကို နောက်လက်တစ်ဖက်နဲ့အုပ်ထားပါကင်ထားဖို့ခိုင်မာတဲ့ပစ္စည်းတစ်ခုကို ရှာမတွေ့ရင်ဓမ္မမဟုတ်အကာအွယ်ရနိုင်တဲ့နေရာတစ်ခုမှာရှိမနေရင်ခေါင်းနဲ့လက်ဝင်းကိုလက်နှစ်ဖက်လုံးနဲ့ကာထားပါဓာတ်လေကားတွေမသုံးပါနဲ့ တင့်နေထိုင်နေသို့မဟုတ်အလုံးလုံးတဲ့အဆောင်က မတည်နေဘူးဒါမှမဟုတ်ငရင်တန်ခံနိုင်တဲ့စံချိန်စံညို့နဲ့မကညီဘူးလို့ထင်ရင်အလုံးစုံစုံနှီးလန့်မိအတွေ့ဒေတာဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်မိမြန်ပါမိမိကအပြင်ရောက်နေအပြင်မှာပဲနေပါအဆောင်တွေတစ်ပင်တွေလမ်းမီးတိုင်းတွေနှစ်ရက်စိကေဘယ်ကျိုးတွေဖုံးတံတွေနဲ့ဝေးရာကွင်းပြင်နေရာတစ်ခုစီရောက်အောင်သွားပါကွင်းပြင်နေရာကိုရောက်ပါကမြေပေါ်ဝေ့ချပြီးငရင်ရက်သွားတဲ့အထိအဲ့ညာမှာနေပါ မိမိကကားထဲမှာဖြစ်ရင်တော့ကားထဲမှာပဲဆက်နေပါဘေးကင်းအောင်နေရင်းနဲ့တက်နိုင်သမျှအမြန်ဆုံးကားကိုရပ်ပါပါကင်ဘရိတ်ကိုအသုံးပြုပါတောင်ခါမှုမရမချင်းထိုင်ကုန်ကပတ်ကိုတက်ထားပါနောက်ဆက်တွဲငရင်ငယ်တစ်ခုကိုခန်းစားရပါကအတက်မှာပြောတဲ့လမ်းညွန်ချက်တိုင်းလိုက်နာပါငရင်လှုပ်ပြီးပထမနိုင်ရီပိုင်းနဲ့ရက်ပိုင်းမှာနောက်ဆက်တွဲငရင်တွေမကြာခဏလှုပ်နိုင်ပေမဲ့နောက်ပိုင်းမှာပုံနေလာပြီးပြင်ရလေးလျှော့လာပါလိမ့်မယ်ငရင်လှုပ်ပြီးချိန်မှာတော့အန်ရည်ရှိမရှိစစ်ဆေးပါ ကိုပတ်ဝန်းကျင်မှာပြိုကျနေတဲ့အရာဝတ္ထုတွေမှန်ကွဲတွေလိုအန်ဒီရယ်တွေရှိနေတာကိုသတိပြုပါမီးလောင်နေတာရှိမရှိစစ်ဆေးပါဖြစ်နိုင်ရင်လုံခြုံပြီးရှင်းလင်းတဲ့ပြင်ပနေရာတစ်ခုကိုသွားပါဓာလီကကပြည့်စည်နေနိုင်တဲ့အတွက်ဓာလီကအသုံးမပြုပါနဲ့မိမိကိုယ်ကိုရောတခြားသူတွေကိုပါဂရုစိုက်ပါမိမိဒါမှမဟုတ်မိသားစုဝင်တဦးထိခိုက်ဒဏ်ရထားပါကတနိုင်တမများအမြန်ဆုံးစောင့်ရှောက်မှုခံယူပါအကူအညီတောင်းပါမိမိဘယ်နေရာမှာရှိနေကြောင်းလဲ ဘေးရန်တွေရဲ့ကင်းကြောင်ကိုမိသားစုမိတ်ဆွေတွေကိုအသိပေးပါပြည်နိုင်တဲ့လောက်ဒေတာတွင်သတင်းတွေနဲ့အခြေအနေအကြောင်းဒေတာကန်တောင်းဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေကိုနားထောင်ပါဒီနေရာမှာရေဒီယိုကအရန်ကိုအသုံးဝင်ပါလိမ့်မယ်ကိုလွန်ရှားနေရာတွေကျမ်းမာရေးဆေးဘေးကမ်းတွေနဲ့အစားအစာဝေးရဲ့နေရာတွေအကြောင်းသတင်းတွေနားထောင်ပြီးဒေတာကန်တောင်းဝန်ရှိသူတွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာပါပြည့်စင်ပြီပြတောင်းနေပါကဖုန်းဘယ်ရီကိုခြေတာပြီးတော့တော့ပါပြင်းအမြင့်ငရင်တစ်ခုလှုပ်ခဲခဲ့ပါက မိုဘိုင်းကွန်ရက်တွေပြတ်တောက်သွားနိုင်ထိခိုက်သွားနိုင်တဲ့အတွက်စာတို SMS ပေးပို့ပြီးတော့စက်တရာကပို့ပြီးထိအောင်နိုင်ပါတယ်။ငရင်ထုတ်ပြီးနောက်ကလေးတွေကိုစိတ်သက်သာရရအောင်ပွင့်ပွင့်လင်းလင်းစကားစပြောပါ။ကလေးတွေကိုငရင်ကြောင့်သူတို့ဘယ်လိုခံစားရလဲဆိုတဲ့အကြောင်းပြောပြဖို့အခွင့်အရေးပေးပါ။သူတို့မှာစိတ်ပူပင်မှုတွေထိတ်လန့်မှုတွေရှိနေရင်လည်းမျှဝေပြောပြဖို့အားပေးပါ။သူတို့ပြောပြတာကိုတိချာနားထောင်ပြီးတော့သူတို့ခန်းစားချက်ကိုအလေးနဲ့ခရုစိုက်တဲ့အကြောင်းပြတာပါစိတ်သက်သာရအောင်လုပ်ပေးပါ ။မရင်နဲ့နောက်ဆက်တွဲဖြစ်ရက်တွေဟာအမြဲတမ်းဖြစ်နေမှာမဟုတ်တဲ့အကြောင်းပြောပြပါ။မရင်ဆိုတာသဘာဝဖြစ်ရက်တစ်ခုပဲဖြစ်ပြီးဘယ်သူ့ပြမမဟုတ်ဘူးဆိုတာရှင်းပြပါ။အတူတူအချိန်ဖြောင်းပြီးပွေးဖက်ထားပေးခြင်းနဲ့ကလေးတွေကိုနှစ်သိမ့်မှုပေးပါ။စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုလက္ခဏာတွေကိုစောင့်ကြည့်ပါ။ကလေးတော်မများကဘေးရန်ရဲ့တစ်ခုဖြစ်ပြီးနောက်တလလောက်ထိဘာမှမဖြစ်ဘူးထင်ရပေမဲ့မတော်မလောက်ခံစားချက်ကတဖြည်းဖြည်းပျောက်သွားပြီးစိတ်တန်ရာလက္ခဏာတွေစပြီးပြသလာတတ်ပါတယ် စိုးရိမ်မှုတချို့ဆက်ပြစ်နိုင်နေသေးပေမဲ့လပိုင်းလောက်အကြာထိပြတ်မသွားခဲ့ရင်ဖြစ်ဖြစ်ခလေးကပိုပြီးပြင်းထန်တဲ့လက္ခဏာတွေဖြစ်တဲ့အကြောက်နှုံပြီးတိုက်ခိုက်တာသူတို့ကိုယ်ကိုယ်နဲ့တခြားသူကိုထိခိုက်အန္တရာယ်ပြုကျင်တဲ့စံတရီလိုပိုဆိုးတဲ့လက္ခဏာတွေပြလာရင်မိသားစုဆောင်ဝန်ဓမ္မမဟုတ်စိတ်ကျမ်းမာရေးဆောင်ဝန်နဲ့ပြတာတင်ပါတယ်စိတ်တည်ငြိမ်စေမဲ့လေ့ကျင့်ခန်းတွေကိုအတူတူလေ့ကျင့်ပါဝမ်းပိုင်းနဲ့အသက်ပြင်းပြင်းရှူခြင်းကတိတ်ကိုအထောက်အပံ့ပြုပါတယ်အသက်ရွယ်ကြီးရဲ့ခလေးဝင်နဲ့လေ့ကျင့်ကြပါ တကယ်လို့ပုံငယ်တဲ့ကလေးငယ်တွေရှိရင်ကစားနည်းတစ်ခုဖြစ်လုပ်ကြည့်လို့ရပါတယ်။နိုင်ရိုင်းရဲ့အစမှာအသက်ရှူနှုန်းကိုတဖြည်းဖြည်းချင်းလျှော့ရင်းနဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဘလောက်တည်ငြိမ်အောင်လုပ်နိုင်လဲဆိုတာကိုကြည့်ပါ။လုံနေကြလုပ်ငန်းစဉ်တစ်ခုထားရှိဖို့စူးစမ်းကြည့်ပါ။တော်တော်လေးခက်ခဲနိုင်ပေမဲ့အချိန်မှန်အိတ်တာဝယ်နော်။အချိန်မှန်ထမင်းစားတာကကလေးတွေကိုငရေမတိုင်ခင်ကသူတို့ဘဝနဲ့နည်းနည်းပို့ပြီးဆက်ဆက်မိရလို့ခံစားမိစေနိုင်ပါရဲ့ရှင်။